Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့မွေးငါကောင်းကောင်းမစားရတာကြပြီဆိုတော့ကျွန်စစ်ထိုင်းမွေးငါလေးသွားပြီးစားဖြစ်ပါတယ်ဒီဆိုင်လေးကတော့တပွဲကိုဘတ်90ကျက်ကနေစပြီးတော့ကြတော့ထိုင်းမွေးငါကိုမှအစုံရတာဖြစ်လို့အားလုံးပဲကျွန်စစ်နဲ့တူလိုက်ပြီးတော့စားလိုက်ကြအောင်နော်ไก่แก่ดูซัวไฉ่แก่ปอเนาะ Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျော်စစ်က B Story Garden ကိုရောက်နေရပေါ့နော်ဒီ B Story Garden ဘေးမှာတော့ကျော်စစ်တို့တော်များလည်းတည်ကြရတဲ့ဒီဖီးဆောင်စီကိုလည်းသွားလို့ရရပေါ့နော်အဲ့တော့ဖီးဆောင်စီလည်းဝင်မယ်ပြီးသွားရင်တော့ကျော်စစ်တို့ဒီနားလေးမှာညာသေးရှိရဲဆိုတော့ကြတော့ညာသေးမှာလည်းဝင်ပြီးတော့ကြတော့မုံစားမယ်ပေါ့နော်အဲ့တော့အားလုံးပဲကျော်စစ်နဲ့ဒီ like ခက်ပေးပါအောင် ဒီဖီးဆောင်စီမှာဝင်ပြီးရနဲ့ကျော်စစ်ကတော့ဒီဖီးဆောင်စီကနေပြီးတော့ကြာတော့10မိနစ်လောက်လမ်းလျှောက်ရင်ရောက်တယ်ဒီ human market ပေါ့နော် night market ကလေးကိုသွားပြစ်ခဲ့တယ်ဒီ night market ကလေးကတော့ညာဘက်ဆိုလို့ရှိရင်သူကတော်တော်လေးလှတယ်ပေါ့နော်ဒီမှာမှကျော်စစ်တို့ဒီမွင်းငားဆိုင်လေးကတော့ကျော်စစ် TikTok မှာလည်းခဏခဏတွေ့ရတယ်သွားပြီးစားဖြစ်တာပေါ့နော်ဒီဆိုင်ကကြာတော့မွင်းငားကိုဘန်90ကနေစားတယ်အခုလိုမျိုးအသီးအရွက်တွေဆိုလို့ရှိရင်အစုံ free buffet ပုံစံမျိုးပေးထားတယ်ပေါ့နော်ကျော်စစ်တို့ဒီမှာမွင်းငားကိုမှသူကအရေးဆိုလို့ရှိရင်လည်းကိုယ်စိတ်ကြိုက်ပေါ့နော်ရွေးချယ်စရာ ာတွေအများကြီးရတာဖြစ်လို့ထိုင်းမွေးကကောင်းကောင်းကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်သွားပြီးစားကြည့်ဖို့ကိုကျော်စစ်ကဝင်မြပေးပါတယ် မွေးငါးကိုဒီမှာတော့ရွေးချယ်စရာအများကြီးဥမာကျွန်တော်တို့ဒီဘက်90 60 80ဆိုပြီးတော့ပေါ့နော်ဒီမှာအမျိုးမျိုးရှိရယ်ပေါ့နော်ကျွန်တော်တို့ဒီပကံပြားနဲ့ဆိုလို့ရှိရင်ကြတော့သူက90ယူပါတယ်တပွဲကိုအကယ်ပကံလုံးနဲ့ဆိုလို့ရှိရင်တော့60ပေါ့နော်ဒါမျိုးယူရယ်ပေါ့နော်ကိုစိတ်ကြိုက်ရွေးပြီးတော့ကြတော့စားလို့ရပါတယ်တချို့ကလည်းဒီမွေးငါးဥမာပေါ့နော်အရင်နှမျိုးဆက်ပြီးတော့ကြတော့စားကြတာမျိုးလည်းရှိတယ်ပေါ့နော်အဲကျော်စစ်ကတော့ဒီမှာရောက်တုံးဆိုတော့ကြတော့ကိုမစားဘူးတဲ့မွေးငါးအစုံစားပစ်ခဲ့ပါတယ် ီမှာဆိုရင်ကျော်စစ်တို့တီးရွက်တွေဆိုတော်တော်လေးစုံနေပေါ့နော်ခင်းပေးထားတာကိုစိတ်ကြိုက်ယူပြီးတော့ကြတော့စားလို့ရတယ်သူတို့ထိုင်းမွင်းကကြတော့ဒီလိုအတီးရွက်အစုံနဲ့တွဲပြီးတော့ကြတော့စားကြတာပေါ့နော်အဲ့တော့ကိုကြိုက်နဲ့တက်ရကိုကုံတလောက်ယူပြီးစားလို့ရပါတယ်ရွက်တရားအများကြီးပဲဆိုတော့ဗာလေးစားမှန်းတော့မသိတော့ဒီလိုမအပ်မိုတွေရောလူမိုလေးတွေရောဒါပဲဒီတော်တော်လေးစုံနေ ဒါ90ရာကျတော့တန်တယ်ပေါ့နော်ကျွန်တော်တို့တပွဲကိုလေဒီလိုအစာပလာနဲ့စားလိုက်လို့ရှိရင်ဒီမှာဒါဆိုရင်ပြောင်းမှုเนาะရက်တွေတော်တော်စုံတယ်နော်ဒီမှာဒါဆိုရင်ကြံ့ဟင်းကားသည်ဒါမျိုးတွေကမစားကြံ့ရင်ထက်စားရတာဒီမှာပောက်ပန်းပြူပွင့်ဟောစုံမယ်ကိုဘက်မှာဆိုဒါဆက်လက်ရက်တွေပါပဲပေါ့နော်အစုံရတယ် ကဲဒီမှာဒီနေ့ကတော့ဒီမှာလေးကျော်စစ်ကထိုင်းဝင်းကားဆားရပါတော့ထိုင်းဝင်းကားလေးသူကလေးရှေ့မှာပြတာဆိုအရေအိုးတွေအများကြီးပဲပေါ့နော်အရေလင်းငါမျိုးရွေးလို့ရတယ်ဒါကကြတော့ကျော်စစ်တို့ဒါအုံနို့ပါတယ်ပေါ့နော်အုံနို့နဲ့ဒီလိုအသားလုံးလေးနဲ့ဒါတပွဲကို90ပဲအဲ့ဒါကိုမှသူပေးထားတဲ့အရွက်တွေကိုကျော်စစ်တို့ကဒါပူဖေးပေါ့နော်စိတ်ကြိုက်ယူလို့ရတယ်ကျော်စစ်ကတော့ဒီမှာအရွက်တွေအစုံထည့်ပြီးတော့ကြတော့စားမယ်ကွာနန်းနမင်းကြိုက်တော့ဒီမှာနန်းနမင်းလည်းထည့်ပြီးတော့ကြတော့စားမယ်ပေါ့နော်ဝင်မယ်အရင်ဆုံးစပြီးကြွေးပါမယ်အားလုံးပဲစားပါအောင်ခင်ဗျာ မမွေးငါးနဲ့တော့မတူဘူးသူကအုံးလို့လဲအင်းမုံဘက်တိုက်တော့ကြတော့ကြိုက်တယ်ပေါ့နော်အရင်ကတော့ကျွန်တော်တို့ဒီမြန်မာမွေးငါးအရင်နဲ့မတူဘူးမတီးရဆုံတဲ့တဲ့ပြီးရုပ်သီးနဲ့ပါနဲ့ထက်စားလိုက်တော့ကြတော့ရစာလေးစားလို့ကောင်းတယ် ဒီရရတာကြောင့်အုံလို့နေဆိုနည်းနည်းလေးလေးလေးသွားရယ်ပြီးသွားရင်ဒါလေးလဲထွန်းကြည့်မယ်ဒါကြအုံလို့မပါဘူးသူကကြအဆက်အရသာပေါ့နော်ဒီမှာဒါမှဆိုမှမှိုတွေပြီးသွားရင်ဒါမုံလာဥအနီဆန်ကြည့်လို့အရွက်အစုံပေါ့နော်ထည့်စမ်းမယ်ဒါတော့နောက်တစ်မျိုးစိုက်တဲ့သူဆိုတော့စိုက်တယ်ပေါ့နော်ဒါပါခင်ဗျာ cái thằng bị bị gì ra ra liền nè nó rồi thấy ngay bị gì đấy rồi ra ra liền nè mà sắc sắc lên các cô mà thay mua ngã xong tàu vừa Okay. မှာဒါကတော့သစင်ညီမလေးမှာတဲ့ဟာပေါ့နော်သူကကြတော့ဟိုအုံတို့အုံတို့ခောက်ဆွဲဘက်ကိုသွားတယ်လို့ပြောတယ်အုံတို့အရာသာနဲ့ပေါ့နော်အင်းမစက်စက်တားကြီးလေသူကတော့ပုံများရဲ့စက်တားဘက်ကြီးအဲ့လိုအစုံထည့်ပြီးစားကြတယ် ီမှာကျတော့လေကျော်စတို့ပေါ့နော်ဒီမှာမွေးငါစားပြီးရင်အခုလိုအချိုးပွဲလေးတွေပေါ့နော်အချိုးပွဲလေးရတယ်။အောင်ခင်ဗျာဒါတော့ထိုင်းအချိုးပွဲပေါ့နော်။ဟွန်း။ညာကုတ်ဒီဥစားနေမှာလည်းတော်များထားပေးရလေ။ဘလို့အချိုးပွဲလေးအဆက်ပိတ်ပေါ့။အဆက်တွေပါစားပြီးတော့ကြာအချိုးလေး။ဟွန်း။ဟွန်း။အုံတို့ဆိုင်ဆိုင်လေးနဲ့စားလို့ကောင်းတယ်။အဓိကကတော့ကျော်စစ်ကဒီနေ့ ဒီဖေးဆောင်စီလဲလာရင်းနဲ့ပေါ့နော်အဲဒီနားလေးမှာရှိရယ်နိုင်မာကတ်လေးမှာကျော်စစ်ကလာပြီးတော့ကြတော့စားပြတ်တာဒီမွင်းငါဆိုင်တွေကကြတစ်တော့ကနေတွေ့တာပေါ့နော်ခနုံကြီးကိုကောင်းကောင်းစိုက်တဲ့သူတွေဆိုလို့ချင်းလာပြီးထွားကြည့်တဲ့နဲ့ဒီမှာတပွဲကို90ဟိုမှာဒီအသီးရွက်နဲ့တန်နေပေါ့နော်အဲဒီညာစီကကြတော့6နာရီလောက်မှစပြီးဖွင့်တာ6နာရီ6နာရီခွဲလောက်မှစဖွင့်တယ်ညာအထီးဖွင့်တယ်ပေါ့နော်အဲတော့ကြာလာပြီးတော့ကြတော့စကြည့်ပါအခုညနေဘက်ဆိုလို့ချင်းလိုလေလေးတက်ဝူးနဲ့ဆိုတော့လေကျွန်တော်ရာသီဥတုလေးလည်းအဲ့လိုမျိုးပေါ့နော်အရန်မပူဘူးပေါ့နော်စားလို့ကောင်းတယ်ပေါ့နော်လာပြီးစကြည့်ဖို့ဝင်မြပေးပါရဲ့ကျွန်စ Google Map ลี่ยนลีเล่เทปีทามเออามณ์เมตตาบัง